င်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းပါခင်ဗျာမြေစီမအတွက် VOA အစီအစဉ်ကကြိုးစိုးပါတယ်မြေစီမအတွက် VOA အစီအစဉ်တွေကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်နေပါတယ်ဒီကနေ့တော့စိတ်ဝင်စားစရာနိုင်ငံတကာသတင်းဆောင်ပါတွေအမေရိကန်နဲ့ကမ္ဘာရင်ကျေးမှုခေတ်ရေးစီးသတင်းတွေနဲ့အတူဒီကနေ့အတွက်ငွေကြေးဈေးကွက်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ အခုအရင်ဆုံးတော့ကမ္ဘာနိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရခြင်းစီးပွားရေးအပြိုင်မှုတွေပြင်းထန်နေခြင်းနိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါအခုရပိုင်းထွက်ပေါ်လာတဲ့နိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ် ်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုမက်လာဆက်ရဲ့တနင်္လာနေ့မှာ sorry arabia နိုင်ငံဂျက်တာမျိုးကိုရောက်ရှိပြီးတော့ russia ukraine စစ်ပွဲအ мян ဆုံးအဆုံးသတ်နိုင်ရေးအမေရိကန်သမ္မတ donald trump ရဲ့သဘောထားနဲ့ပတ်သက်လို့အမေရိကန် ukraine ကြားဆွေးနွေးသွားမှာဖြစ်ပါတယ်ဖေဖော်ဝါရီ28ရက်နေ့က အိမ်ဗျူရောမှာထရမ့်နဲ့ယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီတို့စကားအခြေတင်ဖြစ်ကြပြီးတဲ့နောက်မှာယူကရိန်းစစ်အဆုံးတတ်နိုင်အောင်ဆွေးနွေးကြဖို့ဇယ်လန်စကီကထရန့်စီစာရေးသားမြစ်တာရက်ခံပြီးတဲ့နောက်ဝန်ကြီးရူဘီယိုရဲ့ခီးစဉ်ထွက်ပေါ်လာတာပါငင်းငယ်ရင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့သမ္မတထရမ့်ကမတ်လ9ရက်နေ့တုန်းကအခုလိုပြောပါရယ်ရုရှားနဲ့ဆွေးနွေးရတာအလွန်အဆင်ပြေပါတယ်ဒါပေမဲ့သူတို့ကယူကရိန်းကိုဘုံကျဲတိုက်ခိုက်နေပါတယ်ပုံမှန်လင်းလင်းပြောရရင်ယူကရိန်းနဲ့ဆွေးနွေးရတာပုံပြီးတော့ခက်ခဲပါတယ် ူတို့ဘက်ကနိုင်ွက်ကင်ထားစရာဘာမှမရှိပါဘူး။ယူကရိန်းကိုညင်ညင်ဆွေးနွေးလောင်ဖိအားပေးတဲ့အနေနဲ့ထရမ့်ကယူကရိန်းကိုပေးနေတဲ့စီးရေးအကူအညီနဲ့ထောက်လန်းရေးအချက်အလက်မျှဝေတာတွေကိုရက်ဆိုင်ထားပါတယ်။ရုရှားအပေါ်လဲကုံတွေကွန်တိုးကောက်ပြီးတော့ဒန်ခတ်ပိတ်ဆို့မှာဖြစ်ကြောင်းချင်းကြောက်ပြောဆိုရတဲ့အပြစ်ခတ်ရစဲနိုင်မှုဟာထရမ့်ရဲ့ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ Canon Institute ကနိုင်ငံရေးအကဲခတ် William Pomerance ကအခုလိုပြောပါရတယ်။ He has bet essentially ုသမရတတမ်းမှာသဘောတူညီချက်ရဖို့စ조사နေတာပါ။နင်းကြဲကြီးအကောင့်ထဲပေါ်နေတာမှာရုရှား၊ယူကရိန်းနဲ့ EU တို့လည်းပါဝင်နေပါတယ်။ဒီကနေ့မှာယူကရိန်းသမ္မတဗလိုဒီမီယာဇယ်လန်စကီနဲ့ဆော်ရီအာရေဘီယာအင်ရှေ့ဇာမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တွေ့ဆုံဖို့ရှိပါတယ်။အဲဒီနောက်ဇယ်လန်စကီရဲ့ဝန်ထမ်းကြီးအကြီးအကဲအန်ဒရီးယားယာမက်ဦးဆောင်တဲ့ ယူကရိန်းတန်တမန်နဲ့စစ်ဖက်ကုစလေအဖွဲ့တို့ sorry အာရေဗီယာမှာဆက်လက်ကြာရှိမှာဖြစ်ပြီးအမေရိကန်ကုစလေအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှာပါယူကရိန်းကုစလေအဖွဲ့ထဲမှာကာကွယ်ရေးဝန်ကြီးစစ်ဘီဟာနဲ့စစ်ဖက်ကုကဲရေးမှူးပါဗလိုပါလီဆာတို့လည်းပါဝင်ပါတယ်အမေရိကန်ကုစလေအဖွဲ့မှာတော့ဝန်ကြီးရူဘီယိုအပါအဝင်အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့တ်ထရမ့်အထူးအကြံပေးစတီးဗ်ဝစ်ကော့ဖ်တို့ပါဝင်မှာပါ အမေရိကန်နဲ့ရုရှားနိုင်ငံသားယဝင်ကြီးရေ sorry အာရေဗီယာနိုင်ငံရီရဲ့မြို့မှာတွေ့ဆုံဆွေးနွေးပြီးတော့သတင်းသုံးဖက်အကြမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့အခုလိုတွေ့ဆုံဆွေးနွေးမှာပါအမေရိကန်နဲ့အပြူသဘောဆောင်တဲ့ဆွေးနွေးမှုမျိုးဖြစ်လာဖို့ယူကရိန်းဘက်ကအပြေအဝကြိုးပမ်းသွားမယ်လို့လည်းယူကရိန်းကပြောဆိုထားပါတယ်ခင်ဗျာ VOA American အတန်ရဲ့သတင်းမှန်သတင်းမြန်တွေကို Telegram လူမှုကွန်ရက်စာမျက်နှာမှာလည်းရှုစားနိုင်ပါတယ် VOA Telegram စာမျက်နှာလိပ်စာ t.me/ Bamis VOA News မှာ join လုပ်ပြီးထိတ်ဆက်ရယူပါခင်ဗျာชิคาโกเดนเวอร์นิวยอร์กနဲ့ဘော့စတန်မြို့တွေမှာတရားမဝင်ရွှေ့ပြောင်းအခြေချလာသူတွေကိုအေးမြူပဲနားခိုခွင့်ပေးထားတယ်ဆိုတော့အဲ့ဒီမြို့တွေရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဝါရှင်တန်ကအမေရိကန်လွှတ်တော်မှာကန်တာကီအောက်လွှတ်တော်အမတ်ဂျိမ်းစ်ကိုမှဦးဆောင်ပြီးဗိုလ်ဒူးနစ်ကပြုလုပ်တဲ့လွှတ်တော်ဂျာနာဘွဲအတွင်းမှာ အဲ့ဒီမျိုးတွေရဲ့မျိုးတော်ဝင်တွေကကာကွယ်ပြောဆိုသွားခဲ့ကြပါတယ် is federal law to turn over တရားမဝင်နိုင်ငံတဲ့ဝင်လာတဲ့ဥပဒေချိုးဖောက်သူတွေကို American လူဝင်မှုကြီးကြပ်ရေးနဲ့အောက်ခွန်ဌာန ICE ICE ကတာဝန်ရှိသူတွေလက်ထဲလွှဲပေးဖို့ကပြည်အောင်စုဥပဒေဖြစ်ပါတယ်ခင်ဗျားတို့တော်များများကဒါကိုတားဆီးသွားမယ်လို့တရားဝင်လူသိရှင်ကြားပြောနေတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားနေရပါတယ် ဒါကဥပဒေနဲ့ဆန့်ကျင်မှုဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီနေ့ပိုကြားသိရမှာပါအော်ဘရန်ဒန်ဂျွန်ဆန်ကတော့သူ့မျိုးရဲ့မူဝါဒရည်နဲ့ပတ်သက်ပြီးတော့အမေရိကန်အောက်လွတ်တော်ရဲ့အစိုးရပြည်ပြင်ပြောင်းလဲဆိုင်ရာကြီးကြပ်ရေးကော်မတီရှင်းမောင်းမှာကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ Chicago's welcoming city ordinances and our other laws and policies do not lead to more crime. They do not prevent cooperation. နိုင်ငံနေကိုတရားမဝင်ရောက်လာသူတွေကိုလက်ခံထားတဲ့ Chicago မျိုးရဲ့စီးမင်းစည်းကမ်းတွေနဲ့ ျွန်တော်တို့ရဲ့တခြားဥပဒေတွေနဲ့မူဝါဒတွေကြောင့်ယာစွေးမှုတွေထပ်ပြီးဖြစ်မလာစေသလိုယာစွေးမှုတွေနဲ့ပတ်သက်လို့လည်းဖက်ဒရယ်တရားရေးအာဏာပိုင်တွေနဲ့မပူးပေါင်းရဘူးလို့ဒီမူဝါဒတွေကတားဆီးမထားပါဘူးကျွန်တော်တို့အနေနဲ့ယာစွေးမှုကျူးလွန်သူတွေကိုလည်းလက်ခံမထားဘဲနဲ့ဖမ်းဆီးပါတယ်ဒီမိုကရက်မျိုးတော်ဝင် Ram Emanuel ရဲ့လက်အောက်မှာရှိတဲ့ရှီကာဂိုမြို့ကောင်စီကတော့နိုင်ငံ내ကိုတရားမဝင်ဝင်ရောက်လာသူတွေကိုလက်ခံတဲ့ဥပဒေအမိန့်တွေကိုအတီးပြုတ်ပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေက Ice Tower ရှိသူတွေအနေနဲ့ ဖန်စီထားတဲ့သူတွေကိုစစ်စစ်မေးမြန်းတာဒါမှမဟုတ်မျိုးရဲ့အဆောက်အအုံတွေကိုအသုံးပြုတာတွေကိုကန့်သတ်ထားပါတယ်။ဒါပြင် Illinois ပြည်နယ်ကလည်းပါတီနေရလုံးရဲ့ထောက်ခံမှုနဲ့အလားတူ Illinois Trust Act ဆိုတဲ့ဥပဒေကို2019မှာပြဋ္ဌာန်းခဲ့တာပါ။တရားမဝင်ရွှေ့ပြောင်းချေချလာသူတွေကိုအရေးမယူဘဲနားခိုခွင့်ပေးထားတဲ့မြို့တွေကတော့ရာဇဝတ်မှုကျူးလွန်သူတွေအတွက်ခိုးလုံစရာနေရာပါ။ တောမဟိုမန်ဟာဘိုးအစိုးရရဲ့လူမှုကြီးကြပ်ရေးဆိုင်ရာရည်ယူမှုကိစ္စရပ်တွေကိုကြီးကြပ်ဆောင်ရွက်နေတဲ့အင်မီရိုနယ်ဆက်လုံခြုံရေးအရာရှိဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒေသခံရဲတပ်ဖွဲ့တွေကိုသူတို့ရဲ့လူမှုအတိုင်းဝိုင်းတွေအတွင်းမှာအများပြည်သူဘေးကင်းလုံခြုံမှုကိုချင်းချောက်နေတဲ့သူတွေကိုဖမ်းဆီးဖယ်ရှားတဲ့နေရာမှာကူညီဖို့အတွက်သူတို့လုပ်နိုင်သလောက်လုပ်ပေးစေချင်ပါတယ် တရားမဝင်ဝင်လာတဲ့သူတွေကိုနားခုတ်ဝင်ပေးထားတဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးအမေရိကန်တရားရေးဌာနကရှီကာဂိုမြို့နယ်အယ်လ်နိုင်းပြည်နယ်တွေကိုဖေဖော်ဝါရီလမှာတရားစွဲခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူတွေအပါအဝင်တရားမဝင်ဝင်ရောက်လာတဲ့သူတွေကိုဖယ်ရယ်အာနာပိုင်းတွေဖမ်းဆီးဖို့ခက်ခဲအောင်လုပ်ထားတဲ့ဥပဒေတွေနဲ့စီးမင်းတွေကိုတားဆီးဖို့ကြိုးပမ်းတာတွေကိုသူ့အနေနဲ့ကြိုးဆိုတယ်လို့ဟိုမန်ကပြောပါတယ်။ So you know we're going to hold sanctuary cities accountable. ကျွန်တော်တို့အနေနဲ့အဲ့ဒီမြို့တွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိလာအောင်လုပ်သွားမှာဖြစ်ပြီးတော့အဲ့ဒီမြို့တွေနဲ့အဲ့ဒီသူတွေကိုကျွန်တော်တို့ကတရားရုံးမှာတရားဆွဲသွားမှာဖြစ်ပါတယ် The phrase sanctuary city signals that ဒီမျိုးတွေကတော့သူတို့အနေနဲ့ ICU တာဝန်ရှိသူတွေကိုကူညီဖို့အတွက်သူတို့မျိုးမှာရှိတဲ့အဆောက်အုံတွေကိုတုံးမှာမဟုတ်ဘူးလို့အရေးမို့ပြောဆိုထားပေမဲ့လည်းဒါကသူတို့အနေနဲ့ ICU အဖွဲ့ဂျိုးပန်းချက်တွေကိုတားဆီးသွားမယ်လို့ပြောတာမဟုတ်ပါဘူး ဂျက်ကလင်းစတီဗင်ဟာအနောက်မြောက်တက္ကသိုလ်ကနေရပြန်ပို့ပြီးတော့ပြည်နယ်နယ်ပေးတာရင်းနဲ့ဆိုင်တဲ့သုတေသနဌာနရဲ့ညွန်ကြားရေးမှူးဖြစ်ပါတယ် There is nothing in the federal law that obligates affirmatively the police or federal ဥပဒေမှာရဲတပ်ဖွဲ့ကဖြစ်စေပြည်နယ်ကဖြစ်စေခရိုင်ကဖြစ်စေ ICE ရဲ့နေရပြန်ပို့ရေးမူဝါဒတွေကိုမဖြစ်မနေအကောင့်ထဲဖွဲ့ရမယ်လို့တာဝန်ပေးထားတာမရှိပါဘူး အင်လနွိုင်းစပီနဲ့အစိုးရနဲ့တခြားတရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကတော့သူတို့အနေနဲ့ဥပဒေအတိုင်းလိုက်နာမယ်လို့ပြောပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့သူတွေကိုနားခုတ်ခွင့်ပေးထားတဲ့မျိုးတွေရဲ့ ဘူဝါရတွေကိုတရားစွဲဖို့အရင်ကလုပ်ခဲ့တာတွေကတော့မအောင်မြင်ခဲ့ဘူးလို့စတီဗန်ကပြောပါတယ် The Justice Department in 2019 lost in California The Tao Struggle ခုနှစ်တုန်းကတရားရေးဌာနကကယ်လီဖိုးနီးယားမှာတရားစွဲတာရှုံးပါတယ်တရားရုံးချုပ်ကအဲ့ဒီအမှုကိုပြန်လည်သုံးသပ်ဖို့ကိစ္စကိုလက်မခံခဲ့ပါဘူးဒါကြောင့်အဲ့ဒီအမှုကအမိန်ကစီရင်ထုံးအဖြစ်ဆက်ပြီးတော့ရှိနေပါတယ်ရှီကာဂိုမြို့မှာရွှေပြောင်းခြေချနေထိုင်သူတွေအများများလာတာကြောင့်ရှီကာဂိုမြို့ကောင်စီဖွဲ့ဝင်တချို့က အဲ့ဒီလူတွေကိုအေးမယူပဲနောက်ခုံခွင့်ပေးထားတဲ့ရှီကာဂိုမြို့ရဲ့ဥတွေတွေကိုပြောင်းဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းရှီကာဂိုမြို့ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီလမှာမဲခွဲပြီးတော့မပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ VOE မြန်မာဝိုင်းအစီအစဉ်ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကိုအချိန်မရွေးကြည့်ရှုနားဆင်နိုင်ဖို့ VOE Mobile App အသစ်ကို Smartphone တွေမှာ Download ယူနိုင်ပါပြီ Android Phone တွေအတွက်ဆိုရင် Google Play နဲ့ iPhone တွေအတွက် Apple App Store တွေမှာ Vue Bammi ဆိုတဲ့ app ကို download လုပ်နိုင်ပါတယ်။ Vue မြန်မာဌာနဆိုတဲ့ logo နဲ့ဖြစ်လို့ရှာဖွေရတာလွယ်ကူပါတယ်။ဒီ application ကနေပြီးတော့ Vue အစီအစဉ်တွေကိုတိုက်ရိုက်နားဆင်ကြည့်ရှုနိုင်တဲ့အပြင်ကိုနှစ်သက်ရာအချိန်တိုင်းမှာလည်းသတင်းဆောင်မတွေအပတ်စဉ်ခန်းနာတွေကိုတွားပြီးတော့နားဆင်ဖတ်ရှုနိုင်ပါတယ်ရှင်။ ကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပဋိပက္ခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှင်းချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပဋိပက္ခတွေကတနေရာပြီးတနေရာဆိုသလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးစီရေးပဋိပက္ခသတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးကြပါတယ်ယူကရိန်းစစ်ပွဲမှာရှေ့တန်းရောက်ဖူးတဲ့တခြားစစ်သားတွေလိုပဲဗစ်တာဟာသူ့ရဲ့မိသားစုနာမည်ကိုမပြောပါဘူးသူဟာပြီးခဲ့တဲ့နှစ်ခရဲကတိုက်ပွဲတွေရှိရာမတော်ရတော့ပေမဲ့လည်း ကရုတ်ချင်းတွေဘုံတွေ drone တွေနဲ့တိုက်နေတာထက်ပိုပြီးကြောက်စရာကောင်းတဲ့တိုက်ပွဲမျိုးကိုရင်ဆိုင်နေရတယ်လို့ဗီတာကပြောပါတယ်။သူ့ရဲ့စိတ်ထဲမှာတိုက်နေရတာပါ။ဆက်ဘုတ္တရာမနူရောကပမန်တယိုရှယာဘူဒေါမကရုတ်ကတာကရုတ်ကဝစ်ပုစကိုမင်ဂျာစတရစ်နုမနေ့ကကျွန်တော်ခွင့်ရလို့အိမ်ပြန်ခဲ့ပါတယ်ပထမအပတ်ကတော့အဆင်ပြေပါတယ်ဒုတိယအပတ်မှာတော့ကျွန်တော်ဇနီးကတခုခုမားနေတာကိုသတိထားမိခဲ့ပါတယ် ကျွန်တော်ကအိတ်နေရင်စက်တနတ်တွေလက်ပစ်ဘုံလောင်ချာတွေလိုက်ရှာနေတယ်လို့ကျွန်တော်စတိကပြောပါတယ်ကျွန်တော်ဆက်လက်ရှင်သန်ရမယ်လို့သူကပြောပါတယ်သူပြောတာမှန်ပါတယ်ဒါပေမဲ့လည်းကျွန်တော်မထင်ထားတဲ့ခြေလန့်တွေကိုလှုပ်သွားနိုင်တယ်ဆိုတာလည်းကျွန်တော်သိထားပါတယ်အဲ့ဒါကသိခက်ခဲပါတယ်မို့ဘူးနဲ့နေပရဘတ်တေဒီလိုဖြစ်နေတာဗီတာတယောက်တည်းတော့မဟုတ်ပါဘူး၃နှစ်ကြာကြာတိုက်ခိုက်ပြီးတဲ့နောက်ယူကရိန်းစစ်သားထောင်ပေါင်းများစွာဟာစိတ်ပင်ပန်းတဲ့ဒဏ်ကိုခံနေရပါပြီ။ လဗိမှာရှိတဲ့ဒီဆေးရုံလိုဆေးရုံတွေမှာမမြင်ရတဲ့ဒဏ်ရာတွေခံစားနေရတဲ့စစ်သားတွေပြည့်ရှံနေပါတယ်။ဆေးယောဂကုဆရာဝန်ဒေါက်တာအိုလီဘရက်စကုက almost 80 or 90% of them has a စစ်ပွဲဖိအားကြောင့်80 90ရာခိုင်နှုန်းလောက်ကစိတ်သက်ကြတဲ့ဒဏ်ကိုခံနေရပါတယ်။ဒါဟာစိတ်ပူပန်မှုစိတ်ဖိစီးမှု PTSD နဲ့တခြားဖိအားတွေပေါင်းပြီးတော့ဖြစ်တဲ့ယောဂပါ။ဒေါက်တာအိုလီဘရက်စကုက ယူကရိန်းအကြီးဆုံးဆေးရုံတစ်ခုရဲ့စိတ်ကျမ်းမာရေးဌာနကအကြီးအကဲပါဒီစစ်ပွဲမှာယူကရိန်းစစ်သားတွေဘလောက်ပျောက်ဆုံးသွားပြီလဲဘလောက်ခြေပြက်လက်ပြက်ဖြစ်သွားပြီလဲဆိုတာဘယ်သူမှမသိကြပါဘူးဒီလိုအရေးအတွက်များလွန်းတဲ့အတွက်ယူကရိန်းမှာစိတ်ကျမ်းမာရေးစစ်ဆေးမှုတွေနဲ့ကုထုံးတွေပြောင်းလဲသွားဖို့ရှိတယ်လို့ Brescu ကပြောပါတယ် and i think as a result of this war ဒီစစ်ပွဲကြောင့်ပဲကျွန်တော်တို့အနေနဲ့စိတ်ဖြည့်ဆည်းမှုနဲ့ပတ်သက်တဲ့ယောဂါတွေကိုစမ်းသပ်ကုသနိုင်မဲ့နီလန်အသစ်တွေရှိလာမှာပါ တချို့စစ်သားတွေရုန်းကန်နေရတဲ့အချိန်တချို့တွေကတော့သူတို့နေရာတွေမှာအစားထိုးဖို့လုပ်နေပါတယ်။လဗီမှာရှိတဲ့အမျိုးသားကြီးတက်ကြောင်းမှာယူကရိန်းတပ်သားတွေဟာအရာရှိဖြစ်ဖို့လေ့ကျင့်နေကြတာပါ။ရှေ့တန်းဟာခက်ခဲကြမ်းတမ်းတယ်လို့သူတို့သိကြပေမဲ့လည်းသူတို့ကိုပဲရာကမှမတားနိုင်ပါဘူး။အသက်22နှစ်အရွယ်ဆာဂေးကသူ့အနေနဲ့အဆင်သင့်ပဲလို့ပြောပါတယ်။ဇလီ як такого страху ты понимаешь? ဒီကြောင်းကိုတက်တာနဲ့ဘာအတွက်တက်တာလဲဆိုတာသိပြီးသားပါ။ ျွန်တော်ကစဉ်သက်မှာပဲကျွန်တော်အတွေ့အကြုံမရှိတာကိုပဲစိုးရိမ်ပြီးအဲ့ကိုရောက်တာနဲ့တင်ပေးမယ်လို့လည်းပြောလင့်ပါတယ်ဒီကြောင်းမှာစာကေးလိုတက်သားတွေအနေနဲ့တန်ကားမောင်းတာ drone မောင်းတာနဲ့ဘုံပြစ်လောက်ချပြင်းနီးတွေကိုတင်ယူနေပါတယ်ဒါပေမဲ့လည်းဒီနေရာမှာကရုတ်ချင်းတွေကဘဝတွေအကြောင်းမဆွေးနွေးပေမဲ့ဒီနေရာနဲ့ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ဆေးရုံမှာတော့ဒီအကြောင်းကိုပဲဆွေးနွေးနေတာပါ Zvit, tot to sto stan,

ဗင်တာနဲ့တခြားသူတွေကတော့ဒီခံစားချက်ကိုနားလည်ပါတယ်အခုအချိန်မှာသူတို့ရဲ့အတွေ့အကြုံတွေကိုပို့ပြီးပြောလာကြပြီးသင်ခန်းစာတွေတချို့ကိုလည်းခြံထားနိုင်မှုမျှော်လင့်ပါတယ်အဲ့ဒီအတွေ့အကြုံတွေဟာသူတို့လိုပဲကြုံလာရမယ့်သူတွေအတွက်အထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်နေပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရငွေလဲနှုန်းရွှေသေးနဲ့73စီဈေးနှုန်းတွေကိုပြောပြပေးပါမယ်မက်လာ၁၀ရက်နေ့ဘူဘန်တက်မှတ်ငွေလဲနှုန်းကတော့ အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ2100ကျပ်ရှိပါတယ်။ရန်ကုန်မြို့ရဲ့တရားဝင်ငွေလဲကောင်တာတွေမှာတော့ဘူဘန်သတ်မှတ်ဈေးအတိုင်းဝယ်ဈေး2100ကျပ်ရှိပြီးရောင်းဈေးကတော့2106ကျပ်ကနေ2130ကျပ်နဲ့ဒေါ်လာငွေလက်ကျန်ရှိသလောက်ရောင်းချပေးနေပြီမဲ့ပြပပေါက်ဈေးမှာတော့မနေ့ကတနင်္လာနေ့ညနေပိုင်းမှာဒေါ်လာကိုဝယ်ဈေး4350ကျပ်ဝန်းကျင်ရှိခဲ့ပြီးရောင်းဈေးကတော့4400ကျပ်ဝန်းကျင်ဒီဈေးပေါက်နေခဲ့တာပါ။ရွှေဈေးကတော့ခောက်ရွှေတစ်ချက်သားကိုရန်ကုန်ရွှေလုံငန်းရှင်များအသင်းကတက်မှတ်ရည်ညွှန်းဈေး 54သိန်း900ကျန်ဝင်းကျင်နဲ့သာရောင်းဝယ်ပြုလုပ်ဖို့ထုတ်ပြန်ထားပေမဲ့ပြင်ပခောက်ရွှေဈေးကွက်မှာတော့66သိန်းဝင်းကျင်နဲ့ရောင်းဝယ်ခဲ့ကြပါတယ်။ဆက်သုံးစီဈေးနှုန်းတွေကတော့ Audi 92 Ron တလီတာကို3155ကျန်နဲ့ Audi 95 Ron တလီတာကို3205ကျပ်ဈေးဖြစ်ပါတယ်။ဒီဇယ်တလီတာကတော့2690ကျပ်ပါ။အထက်ဖော်ပြပါဈေးနှုန်းများကတော့ချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။မန္တလေးနဲ့တခြားမြို့ကြီးတွေမှာလည်းရောင်းဝယ်ဈေးနှုန်းကွာခြားချက်ရှိပါတယ်ခင်ဗျာ။ မြင်းစီမအတွက် VOA အစီအစဉ်တွေကတော့ဒီလောက်ပါပဲခင်ဗျာမြင်းစီမအတွက် VOA American အသံရဲ့တင်ဆက်မှုတွေကို VOA ရဲ့24နိုင်လူမှုမိတ်ဆွေရုပ်တံလိုင်းကဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကမြင်းစီမစာမျက်နှာတွေဖြစ်တဲ့မြင်းစီမ TV စာမျက်နှာနဲ့မြင်းစီမ Facebook လူမှုကွန်ရက်တွေပေါ်မှာလည်းရှုစားနိုင်ပါတယ်မြင်းစီမအတွက် VOA အစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေခင်ဗျာ